မိဆွေကယောဂဝေဒနာတစ်ခုခုခံစားနေရတဲ့သူများဖြစ်ခဲ့ပါလိမ့်ဒီဗီဒီယိုလေးထဲမှာပါတဲ့အတိုင်းလေ့ကျင့်သွားမယ်ဆိုရင်မိမိခံစားနေရတဲ့ယောဂဝေဒနာများတက်တာသွားမှာဖြစ်ပါတယ်ယောဂဝေဒနာများကိုမိမိကိုယ်တိုင်တက်တာသွားအောင် ဘယ်လိုပြုလုပ်ရမှာလဲဆိုတဲ့အကြောင်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။အတူတူလိုက်ပြီးလေ့ကျင့်လို့ရပါတယ်ရှင်။မိမိယောဂဝေဒနာခံစားနေရတဲ့နေရာလေးကိုစိတ်ဆိုင်ထားပါမယ်။ပြီးရင်အဲ့ဒီနေရာမှာရှိတဲ့အညစ်အကြေးအစိတ်အတော့တွေကိုစိတ်နဲ့ဆွဲထုတ်မှဖြစ်ပါလေ ပြုလုံပုံအသေးစိတ်လေးကိုပြောပြပေးပါမယ်ရှင်ပထမဦးဆုံးမိမိခံစားနေရတဲ့ဝေဒနာရှိတဲ့နေရာလေးကိုအာယုံယူလိုက်ပါမယ်အာယုံယူပြီးပြီဆိုတာနဲ့အဲ့ဒီနေရာလေးမှာစိတ်ကိုစူးစူးနဲ့နဲ့စိုက်ထားပါမယ် အာယုံတစ်ပါးစိတ်မသွာဘဲနဲ့အဲ့ဒီဝေဒနာခံစားနေရတဲ့နေရာလေးမှာပဲအကလေးထောက်ထားသလိုမိမိရဲ့စိတ်ကလေးကိုစူးနစ်ပြီးတော့ဝင်နေအောင်စိတ်ဆိုင်ထားရမှာဖြစ်ပါတယ်။အဲ့ဒီလိုစိတ်ကလေးကိုစူးစူးနစ်နစ်အဲ့ဒီနေရာမှာစိုက်ထားပြီးပြီဆိုတာ ਨੇ မိမိရအာယုံထဲမှာဘလိုမျိုးခံစားနေရမလဲဆိုရင်အဲ့ဒီနေရာမှာရှိတဲ့အငြင်းအကြီးအစိတ်အတောက်မှန်သမျှကိုစိတ်နဲ့ဆွဲထုတ်နေပြီဆိုတဲ့အာယုံမျိုးခံစားနေရမှာဖြစ်ပါလေဥပမာဆိုကြပါစို့ဝေဒနာဖြစ်နေတဲ့နေရာလေးကတအိမ်နဲ့ဆိုပါစို့ တဲ့အင်းတွင်မှာရှိနေတဲ့အငင်းအကြီးအစိတ်အတော့အဖို့အကြီးအနာမှန်သမျှကိုမိမိကစိတ်နဲ့ဆွဲထုတ်ယူနေရမှာဖြစ်ပါလေအဲ့ဒီလိုဆွဲထုတ်ယူတဲ့အခါမှာမိမိရဲ့စိတ်ထဲမှာခံစားမှုကဘယ်လိုခံစားနေရမလဲဆိုရင် ဒီတဲ့အင်းထဲမှာရှိနေတဲ့အညစ်အကြေးအစိမ့်တောက်တွေအလုံးထွက်သွားပြီထွက်သွားပြီထွက်သွားပြီဆိုတဲ့အဲ့ဒီလိုအာယုံခံစားမှုနဲ့ခံစားနေရမှာဖြစ်ပါလေအဲ့ဒီလိုခံစားနေရတဲ့အချိန်မှာတဲ့အိမ်အတွင်းမှာရှိနေတဲ့အမြင့်အကြီးအစိမ့်တောက်တွေဟာအမဲရောင်နေအညိုပုတ်တွေစသဖြင့် အဲ့ဒီလိုမျိုးတွေကကိုယ့်ရဲ့ခန္ဓာကိုယ်အပြင်ဘက်ကိုရောက်သွားပြီဆိုတဲ့အာယုံမျိုးခံစားနေရမှာပါအညစ်အကြေးအစိတ်အတော့တွေကိုဘယ်လိုမျိုးဆွဲထုတ်ရမလဲဆိုရင်ပေါ်လွင်အောင်ဥပမာပေးရမယ်ဆိုရင်ပကံစီးတဲ့ဥပမာလိုပါပဲပကံမှာ ညစ်ပေနေတဲ့အညစ်အကြေးတွေကိုပုဂံတိုက်ဖတ်နဲ့ဝေဝိုင်းယူလိုက်ပြီးတော့ရင်နဲ့စေးကြောလိုက်သလိုမျိုးပါပဲမိမိရဲ့စိတ်ကတအိမ်အတွင်းမှာရှိနေတဲ့အညစ်အကြေးအစိတ်အတောက်တွေကိုရစ်ပတ်ခွေပြီးတော့ အကုံလုံးကိုစုပြီးတော့အပြင်ကိုဆွဲထုတ်လိုက်တဲ့ပုံစံမျိုးအာယုံယူနေရမှာဖြစ်ပါတယ်။မိမိရဲ့စိတ်ကလေးကလည်းပြောနေရမှာကငါခန္ဓာကိုယ်ထဲမှာရှိနေတဲ့အညစ်အကြေးအစိတ်အတောဆယ်အသေးတွေအလုံး ထွက်သွားပြီထွက်သွားပြီထွက်သွားပြီဆိုပြီးတော့စိတ်ထဲကနေလဲအဲ့ဒီလိုပြောနေရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအညစ်အကြေးအစိတ်တောက်တွေဆွေးထုတ်ပြီးသွားပြီဆိုတဲ့အာယုံမျိုးခံစားပြီးပြီဆိုတာ ਨੇ အဲ့ဒီနေရာလေးကိုစိတ်ကပြန်ဆိုင်ထားပါမယ်စိတ်ဆိုင်ပြီးရင်တအိမ်ဆိုတဲ့နေရာလေးကို မိမိကမိမိရဲ့တိမ်နေရာလေးကိုအသွာအပြန်အရှိအနောက်တောင်မြောက်စသဖြင့်ဘေးတိုင်းဒေါင်လိုက်အဲ့ဒီလိုမျိုးနဲ့ဒီတိမ်လေးဆိုတဲ့နေရာလေးမှာပဲစိတ်ကိုစူးစူးနဲ့နဲ့စိုက်ဝင်ပြီးတော့ဘေဘက်ကနေညာဘက်ကိုဆွဲလိုက်ပါမယ် ်ပြီးသွားပြီဆိုရင်တအိမ်ရဲ့အလေကောင်တက်တက်ကိုစိတ်ကစိုက်ပြီးတော့ဆက်ဝိုင်းပုံသဏ္ဍာန်နဲ့အဖြူရောင်လေးကိုပြုလုပ်ပါမယ်တအိမ်အလေကောင်လေးမှာအဖြူရောင်ဆက်ဝိုင်းလေးတစ်ခုရှိနေတယ်လို့အာယုံခံစားလိုက်ပါမယ် အဲ့ဒီအဖြူရောင်ဆက်ဝန်းလေးကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အပြားထောက်စာလောက်ကနေပြီးတော့တဖြည်းဖြည်းအပြင်ကို ပြန်ကားပြန်ကားပြန်ကားလာပြီးတော့တအိမ်တစ်ခုလုံးကြီးကို လာမင်းကြီးထွန်းထားလိုက်သလိုအလင်းရောင်ကြီးလင်းသွားပြီးဆိုတော့အာယုံယူရမှာဖြစ်ပါတယ် အဲ့ဒီလိုတအိမ်တစ်ခုလုံးလင်းလက်တောက်ပါနေပြီဆိုတော့အာယုံလေးရသွားပြီဆိုရင်စိတ်ထဲကနေအဲ့ဒီလင်းလက်တောက်ပါနေတဲ့အာယုံကလေးထဲမှာစိတ်ကိုနှစ်ထားပြီးတော့ငါဤတအိမ်ကလေးအကောင်းပဂတိအတိုင်းဖြစ်တည်နေပါစေ။ ငါဤသက်အင်းကလေးအကောင်းပဂတိအတိုင်းဖြစ်တည်နေပါစေငါဤသက်အင်းကလေးအကောင်းပဂတိအတိုင်းဖြစ်တည်နေပါစေဆိုပြီးတော့စိတ်ထဲကနေအာယုံပြုရမှာဖြစ်ပါတယ်အဲ့ဒီလိုအာယုံပြုပြီးတော့ပြီဆိုရင်မိမိရဲ့စိတ်ကလေးကိုရှုံးချပြီးတော့အသက်ကိုပုံမှန်ရှူပြီးတော့ ဒီလေ့ကျင့်ခန်းကိုရက်လိုက်လို့ရပါပြီရှင်။အဲ့ဒီလို ပြုလုပ်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာမိမိယောဂဝေဒနာခံစားနေရတဲ့နေရာလေးမှာအလင်းနှုံးလေးတတုံအလင်းကလေးတစ်ခဲပေါ်ပေါက်လာသည့်အထိစိတ်ကအာယုံယူပြီးလေ့ကျင့်နေရမှာ ဖြစ်ပါတယ်။ဆက်ဆအူဆုံးလေ့ကျင့်နေတဲ့ မိတ်ဆွေများကတော့အလေးအကျင့်မရသေးတဲ့အတော့အလင်းနှုံးပုံစံလေးထွက်နေမှာမဟုတ်ပါဘူးတဖြည်းဖြည်းလေ့ကျင့်ပါများလာတဲ့အခါကျရင်မိမိခံစားနေရတဲ့ယောဂဝေဒနာနေရာလေးမှာအလင်းနှုံးကနေရာယူသွားမှာဖြစ်ပါတယ် အဲ့ဒီအချိန်ကြာရင်တော့မိမိကယောဂဝေဒနာတစ်ခုခုခံစားနေရပြီဆိုတာနဲ့မိမိခံစားနေရတဲ့ယောဂဝေဒနာလေးကိုစိတ်ကနေစိုက်ကြည့်လိုက်တာနဲ့အလင်းတုံးလေးကိုပဲမြင်နေရမှာဖြစ်ပါလေအဲ့ဒီလိုစိတ်ဆိုင်ထားတဲ့နေရာလေးမှာအလင်းတုံးလေးဟာကြာလာတာနဲ့အများပိုပိုပြီးလင်းလင်းလာမယ်ပိုပိုပြီးလင်းလင်းလာပါမယ်ရှင် အဲ့ဒီလိုခဏခဏပြုလုပ်ဖန်များလာတဲ့အခါမှာမိမိခံစားနေရတဲ့ယောဂဝေဒနာတွေဟာတက်တာပြောင်းကင်းလာမှာဖြစ်ပါလေရှင်ဒီနီးစနစ်လေးကိုမိမိကိုယ်တိုင်လေ့ကျင့်ပြီးတော့မိမိခံစားနေရတဲ့ယောဂဝေဒနာတွေကိုတက်တာအောင်လေ့ကျင့်သွားလို့ရပါတယ်ရှင် ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေများကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ယောဂဝေဒနာတစ်ခုခုခံစားနေရတဲ့မိတ်ဆွေများရှိခဲ့ပါလင်ခံစားနေရတဲ့ယောဂဝေဒနာများအမြန်ဆုံးတတ်တောင်ပျောက်ကင်းပါစေလို့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။